လူတယောက်ဟာသရဝအပေါ်မှာပဲဖြစ်စေစေတက်ရှိသရဝအပေါ်မှာပဲဖြစ်စေတက်မဲ့အရာတွေပေါ်မှာပဲဖြစ်စေတွေ့ဝေးနေပြီဆိုလို့ရှင်ဒီလမ်းစဉ်အချက်၅ချက်အတိုင်းလိုက်နာပါနမတိကပါတော့စေကရုတံဝတာဆရာကောင်းတမောင်းနဲ့အတူနေထိုင်ပြီးတော့နေอยู่လို့တယ် အခုသေပညာမှလဲလေဟိုသေပညာသင်ထားတဲ့ကျောင်းသားတွေဆရာဝန်ဖြစ်စဆရာမဖြစ်စသေပညာရှင်တွေဟာအဲတမားတော်ကြီးနဲ့လက်တွဲပြီးတော့နောက်ကနေလိုက်ကြရတာဘယ်လိုယူဆတယ်ဘယ်လိုကုတယ်ဘယ်လိုပြုတယ်ဆိုတာလိုက်မှတ်တမ်းတင်နေကြအဲ့ဒါဂရုတံဝတ္တလို့ခေါ်တယ် ဆရာနဲ့တွဲဖက်ပြီးတော့လုံးလုံးနေဆရာနဲ့တွဲဖက်ပြီးတော့နေရမယ်ဒါမောဟပြောက်ဖို့အတွက်ချိန်ယူရမယ်ဆေးပညာမှာချိန်ယူရသလိုတခြားပညာရည်ဒီမှာလည်းချိန်ယူရသလိုလူရင်ထဲမှာဖြစ်နေတဲ့မောဟနဲ့ပတ်သက်လို့ရှိရင်ချိန်ယူရမယ်တရားပြတဲ့ဆရာနဲ့တွဲဖက်ပြီးတော့ကိုယ်ရင်နဲ့မရှင်းတာတွေရှင်းအောင်လုပ်ဖို့ဆရာနဲ့အတူတွဲနေဖို့လိုတယ်တဲ့ ဒါနံပါတ်1နံပါတ်2ကဥဒိတာဥဒိတာဆိုတာဆရာစီကပညာရတ္တိကိုရှင်နဲ့ရအောင်သင်ယူဖို့လိုတယ်ဆရာနဲ့တူမယ်နေမယ်ဒီပညာရတ္တိကိုရှင်နဲ့ရအောင်သင်ဖို့လိုတယ်ရှင်နဲ့ရအောင်သင်တယ်ဆိုတာဘယ်ယောဂဘာကြောင့်ဖြစ်တယ် ဘယ်ယောဂတောင်းရင်ဘယ်ဆေးပြောက်ဘယ်ဆေးလိုအပ်တယ်ဘယ်ယောဘယ်ဆေးတောင်းရင်ဘယ်ယောဂပြောက်တယ်သို့သောဘယ်ဆေးမှာ side effect တွေဘာတွေရှိတယ်ဘယ်ဆေးက side effect မရှိဘူးဘယ်ဟာကသက်သာစေနိုင်တယ်ဘယ်ဟာကယောဂပူဆိုးနိုင်တယ်ဆိုတော့ဒီမှတ်သားချက်ပညာရက်တွေကိုရှင်တဲ့နှလုံးနဲ့အလွတ်ရနေအောင်လေ့လာရမယ်ဒါဥဒိတာကုထုံးတွေကိုသိနေရမယ် ဆိုတော့အဲ့ကုထုံးနေတိမှကုထုံးတိုင်ကိုညာနဲ့ကိုပြန်ကြည့်ပြီးတော့ဒီနေရာပဲကုထုံးဟာအကောင်းဆုံးဆုံးစင်တယ်ဒါတော့ကိုပဲညာနဲ့ပြန်စဉ်းစားရမယ်ပေါ့အဲ့ဒါကိုဥဒိတာလို့ခေါ်တာဒီဘုရားမြတ်စွာဟောတဲ့တုတ်တန်နေကြည့်ပြီးတော့ဝိပဿနာရှုတယ်ဆိုတာပါရှုရမယ်ရှုပ်ရှုရမလားနာရှုရမလားသုံးမုံယောဂဆာရှုရလားနာဆာရှုရလား အခြေခံဘယ်ဟာစားမယ်ဆိုတဲ့လမ်းညွန်ချက်တွေကိုသိအောင်စူးစမ်းတာသီဝရီတွေပေါ့ဒါတွေကိုသင်ယူရမယ်လို့ဆိုလိုတယ်ဥဒေတာသင်ယူထားတဲ့စာတွေသင်ယူထားတဲ့စာတွေကိုနောက်နံပါတ်3ကဥဒိဋ္ဌဥဒိဋ္ဌပရိပု္ပ္ပစနာသင်ထားတဲ့ စာပိုက်တွေကိုမရှင်းလို့ရှင်ဆရာနဲ့ဆွေးနွေးရမယ်မေးမြန်းရမယ်ဆွေးနွေးမေးမြန်းခြင်းဆိုတော့လုပ်ရမယ်တဲ့နံပါတ်၄ဟာပါတော့စေကာလီနဓမ္မတဝနံတင့်လျော်တဲ့အချိန်ခါလေးမှာနားထောင်ရမယ်လက်ချာတွေလိုက်ရမယ်လို့ဆိုလိုတယ်ဝမ်းမှန်တဲ့နန်းတွေတက်ရမယ် ရသဗျာတရားဆိုလို့ရှိရင်တင့်လျော်တဲ့အချိန်မှာတရားထနာရမယ်ဓမ္မကိုမသိတာတွေကတဖြည်းဖြည်းရှင်းလာပို့ပို့ရှင်းလာတယ်ကာလေနာဓမ္မတောနာတင့်လျော်တဲ့အချိန်ကမှတရားနာရမယ်နံပါတ်9ကပါတော့စေဌာနာဌာနာဝိနည်းရှာတယ်ဘယ်ကိစ္စမှမဆို r e s o n a b l ဖြစ်သလားမဖြစ်ဘူးလားဆိုတာဆုံးဖြတ်နိုင်အောင်ကြိုးစားအတွေ့အကြုံပေါ်မှာမှုတည်ပြီးတော့အမြဲတမ်းအကြောင်းအကျိုးကိုဆင်ခြင်သုံးသပ်ရမယ်ယောဂကုရနဲ့တရားရှာတာနဲ့အမှန်တမ်းတူညီပါတယ်အခုလည်းပဲအတွေ့အမှားကိုဖယ်ရှားတာဟာယောဂကုရနဲ့အလားသဏ္ဍာန်တူပါတယ်ဒါကြောင့်မို့အဲ့ဒီမှာအကြောင်းနဲ့အကျိုးကို အမြဲတမ်းစစ်စစ်ဆုံးဖြတ်နိုင်ရမယ်အဲ့ဒီလိုစစ်စစ်ဆုံးဖြတ်နိုင်ပြီဆိုတဲ့အခါကျတော့မှမောဟဆိုတာယောနေသွားမှာဖြစ်ပါတယ်အဲ့တော့မောဟအတွေးတွေပြားနေလို့ရှိရင်ဆရာနဲ့နေပါတိဝိရိတွေချက်မှတ်ပါမရှင်းတာတွေကိုမေးပါ ကြက်မှတ်ထားတဲ့ဟာတွေမရှင်းတာတွေကိုပေးပါရှမယံခာတရားနာပါ သို့မဟုတ်လက်ချလိုက်ပါနံပါတ်5ကကိုယ့်ကိုဘာလုပ်လို့အကြောင်းနဲ့အကျိုးဆင်ញင်ဆုံးဖြတ်ပါအဲ့ဒါဆိုလို့ရှင်မောဟဟာတဖြည်းဖြည်းလွင်ပါသွားပြီးတော့ဉာဏ်ပညာကထိတ်ရှေ့တန်းရောက်လာမှာဖြစ်ပါတယ်ဒါကစနစ်တကျဝိတက်ကတန်ထာနာတော့မှာ မြတ်စွာဘုရားကအတူချုပ်လေးပြောထားတာကိုအထက်ကရာဆရာကြီးကရှင်းပြီးတော့သေချာပြပြတာဒီအချက်ဒီအချက်တင်နေဒီလိုလောက်ပါလို့ဆိုပြီးအဲ့တော့ဥပရိနဲ့လှုပ်ထုံးလုံးနီးတခါလဲပြည့်ပြည့်စုံစုံဟောထားတာဖြစ်တယ်